မေးရတဲ့မေးခွန်းမှာယောက်မနဲ့တမတ်နဲ့ပေါ့ခတ်စတူတွားလို့ရလားမရဘူးလားဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှရီယတ်မှာဘာလို့ဖြစ်သွားတဲ့အမျိုးသမီးတူကလေးတဲ့နဲ့ရှစ်မိုင်ခရီးရှိတဲ့ခရီးတစ်ခုကို သွားမယ်ဆိုရင်အဲ့ဒီအမျိုးသမီးကသူ့နဲ့သူတို့သူ့ရဲ့ယောက်ျားပါရမယ်သို့မဟုတ်သူ့နဲ့နေကအများတိုင်းဟာရန်ဖြစ်တဲ့အမျိုးသမားမျိုးသားမျိုးသားသူ့ပါဆိုတော့အဲ့လိုမပါဘတော့သူခီးထွက်ပိုင်ခွင့်မရှိဒီတိုင်းမှာဟတ်သွားရလဲတို့ပဲကျွန်တော်တို့ဟတ်မှလည်းအဲ့လိုပဲအမျိုးသမီးသူ့ကသူဟတ်သွားဖို့တော့သူ့မှာမဟရမ်မရှိဘူးဆိုရင်သို့မဟုတ်သူ့မှာအမျိုးသားလည်းမရှိဘူးမဟရမ်လည်းမရှိဘူးဆိုရင်အဲ့ဒီအမျိုးသမီးမှာဟတ်ချက်ဟာတာဝန်မထိုက် အဲ့တော့ဒီမှာအခုနေရတဲ့မိခွန်းမှာဟာလာဒါနဲ့ပတ်သက်ပြီးတော့ဖတ်သွားချမ်းနေမှာဟာလာပုံသားအမျိုးမျိုးနဲ့ဟာလာဒါနဲ့ပတ်သက်ပြီးအမဲရှိတာတယ်အမျိုးမျိုးတူကနိကာအများအားဟာရန်ဖြစ်တဲ့တော်ဆတ်မှု၃မျိုးရှိသူကဆွေမျိုးသားချင်းကိုအခြေခံပြီးတော်ဆတ်တာဥပမာဖြစ်ပေါ့အဖေနဲ့တမီးနဲ့တားနဲ့အမေနဲ့ဒီတော့မောင်မအရင်ချာတွေဦးလေးအရင်နေအတော်အရင်နေဟာလာအဲ့ဒါတွေအားလုံးကနိကာအများအားဟာရန်ဖြစ်တဲ့အတွက်ကြောင့်အမျိုးမျိုးတူကအဲ့လိုနိကာဟာရန်ဖြစ်တဲ့မျိုးသားတူနဲ့ဟက်သွားလို့ရတယ် ဒုတိယအချက်ကဘာလဲဆိုတော့ဟလာအခုနပြောတဲ့မျိုးမီးတူရဲ့ရင်သားကနေဆင်းတဲ့နို့ကိုဟလာဒသိန်းရောက်ကြရတော့ခလီတောင်းနဲ့ခလီဒသိန်းဒသိန်းခလီတောင်းနဲ့ဒသိန်းခလီမတယောက်ကအရင်မြောက်တည်းလိုက်ဒီတို့တောက်တဲ့အချိန်မှာဒီနို့ကအဲ့ဒီမျိုးမီးနို့ကိုတောက်လိုက်ပြီဆိုရင်အဲ့ဒါကိုကျွန်တော်နစ်ဘတ်တီရဒွာအလုခေါ်တယ်အဲ့ဒီနို့ကိုအခြေခံလို့လဲနေကာဟရမ်ဖြစ်သွားတယ်နို့တောက်ပဲမောင်နှမလို့ခေါ်တယ်နို့တောက်တဲ့မိခင်နို့တောက်တဲ့မောင်နှမအဲ့ဒီလိုတော်ဆမှုကလည်းဟလာနေကာကိုဟာရမ်ဖြစ်စီတဲ့အတွက်ကြောင့်အဲ့ဒီနို့ဦးလဲဟတ်တူတူတွားလို့ရတယ် ဟိုသူမမေးလာတာကတော့တော်ဆန်ကြီးတခုอ่ะပါလဲဆိုတော့နေကာကိုအခြေခံမတော့ဟာလာတော်ဆတ်တော်ဆတ်တာပေါ့ဥမာယောက်ျားလေးတောင်းတဲ့အမျိုးသမီးတူကဟာလာနေကာလောက်လိုက်ပြီးဆိုရင်အဲ့ဒီနေကာလောက်တက်တဲ့ဒီအမျိုးသမီးအမျိုးသားကိုအခြေခံမတော့နှစ်ဖက်ဆွေမှုတားခြင်းတွေကတော်ဆတ်သွားတယ်။တစ်ဖက်ကအမျိုးသားကလည်းသူနေကာလောက်တဲ့အမျိုးသမီးရဲ့မိခင်ကသူ့အတွက်အမေဖြစ်သွားတယ်ဟာလာယောက်ျားမတော်သွားတဲ့ပုံမှာနေကာအများနဲ့ဟာရန်ဖြစ်သွားတယ်။ဒီတိုင်းမှာဟာလာအမျိုးသမီးကလည်းအဲ့ဒီယောက်ျားရဲ့ဟာလာအဖေဖြစ်တဲ့ဟာလာယောက်ျားကတိနဲ့အများနဲ့နေကာဟာရန်ဖြစ်သွားတယ် ဆိုတော့အခုမိလာနဲ့မိကွန်းမှာတမန်နဲ့ယောက်ခမနဲ့ဟတ်တွားလို့ရလားဆိုတော့မဟရမ်ရဲ့အုပ်စုထဲမှာပါတယ်အဲ့တော့ပါတဲ့တော့ကြောင့်တမန်နဲ့ယောက်ခမနဲ့ကဟတ်တူတွားခွင့်ရှိတယ်ဒါပေမဲ့ယောက်ခတိနဲ့ချွေးမနဲ့လည်းဟတ်တူတွားခွင့်ရှိတယ်ဆယ်ရက်ကခွင့်ပြုလာတယ်ဒါပေမဲ့တခုတည်းမှာကျွန်တော်တို့သတိထားရမှာကဟုတ်လားဘုကာပညာရှင်တွေကအိုလမိုင်ပညာဟုတ်လားဖတ်တော်ကျမ်းရှင်တွေကဗာကြီးလဲဆိုတော့တစ်ဖက်ကယောက်ခမနဲ့ယောက်ခတိနဲ့ချွေးမနဲ့ဒီတိုင်းမဲ့ယောက်ယောက်ခမနဲ့တမန်နဲ့နေထိုင်မှုစနစ်ကလည်းစီးတခုရှိရတယ် တယောက်နဲ့တယောက်ဟာလာမိခင်ရဲ့ပုံမှာတားရဲ့ပုံသွန်နဲ့နေထိုင်မှုစနစ်ဖြစ်ရဟိုတားရင်းနီးပြီးတော့အဲ့လိုမျိုးအနေထားမျိုးဖြစ်နေတဲ့ခါကျရင်တို့သတိထားမှာဒါဖစ်တနာရဲ့စိုးရင်တရားရှိတာပေါ့ဆိုတော့ဖုကာပညာရှင်တွေကသူကဆရာတခုဟာလာစီကန်တဲ့လူဘာခံလဲဆိုတော့ဘာမှပြတ်ပြတ်ပုံပြမရှိဘူးဆိုရင်တော့ဟာလာဟတ်တော်လို့ရဒါမေဟရမ်ရဲ့စေနာမှာအဲ့ဒီနှုတ်ဦးလုံးကမေဟရမ်ရဲ့မေဟရမ်ဖြစ်တော့တဲ့ကြောင့်နှုတ်ဦးလုံးဟတ်တော်လို့ရ